TikTok, YouTube Shop, Reels တွေမှာ trend ဖြစ်နေတဲ့ခုလိုမျိုးအမိုက်စာအလန်းစာ effect တွေကိုကက်ကက်နဲ့အလွယ်ကူဆုံးလုပ်ပြပေးမှဖြစ်ပါတယ်ဆိုတော့လုပ်ကြည့်လိုက်အောင် New project ကိုဝင်မယ် โอเคဒီမှာဆိုလို့ရှိရင်เนาะ coffee ခွက်ပုံလေးကိုထည့်လိုက်မယ်ပေါ့เนาะ add ကိုနှိပ်မယ်နှိပ်ပြီဆိုလို့ရှိရင်เนาะโอเคဒီမျိုးလေးကြလာရယ်ပေါ့เนาะကြလာပြီဆိုလို့ရှိရင် timeline လေးကနေပြီးတော့ duration ကိုနည်းနည်းလေးချဲလိုက်မယ်ပြီးလို့ရှိရင်နောက်ဆုံးက ending ကိုတစ်ခါလေးဖြတ်ထားလိုက်မယ်ပေါ့เนาะပြီးလို့ရှိရင်เนาะ test ထည့်လို့ရပြီ add tag ကိုနှိပ်မယ် ီမှာစာရင်းလေးပေါ့နော်ကိုကြိုက်တဲ့စာကိုရေးလို့ရတယ်အဲဒီမှာဆိုလို့ရှိရင်နော်ကိုထွက် sharing လို့ပဲရေးလိုက်မယ်ပေါ့နော် okay ကိုထွက် sharing လို့ရေးပြီဆိုလို့ရှိရင် font design လေးပြောင်းမယ်ပေါ့ဒီမှာဆိုလို့ရှိရင် font design က tool လေးပိုလှလေးဆိုတဲ့အတွက်ဒီ modern ဆိုတဲ့အာ font ကိုရွေးလိုက်မယ်ပြီးလို့ရှိရင် animation ကိုနှိပ်မယ် animation မှာကလို့ animation ကိုတောင်းရမယ်ပေါ့နော် โอเคလို့ animation နဲ့တော့ရောက်ပြီဆိုလို့ရှိရင်တော့ကိုကအာ drone နဲ့ပုံစံလေးပေါ့เนาะအဲ့ဒီ animation ကိုသုံးမှာဖြစ်တဲ့အတွက်ဒီမှာဒီမှာ drone နဲ့ဆိုရက် okay ဒီလိုအဝိုင်းလေးဟာလေးကိုရွှေ့လိုက်မယ်အမှန်ကိုချစ်မယ်ချစ်ပြီဆိုလို့ရှိရင်တော့ဒီဗီဒီယိုက zone လေးဒီလိုမျိုးလေးကြာလာတဲ့အချိန်မှာကိုကဒီ animation လို့ထည့်ချင်တာဖြစ်တဲ့အတွက် animation ဒီ test layer လေးကိုဒီဘက်ထိ ရွှေ့လိုက်မယ်ရွှေ့ပြီးရင် ခွန်းနာကို animation လေးကိုရွှေ့သွားမယ်ရွှေ့သွားပြီးတော့လေးကိုနည်းနည်းလေးချဲထားလိုက်မယ်ပေါ့နော် โอเคကိုမှုရဲ့နေရာမှာဝင်သွားတဲ့ပုံစံလေးပေါ့ဒီမျိုးရလာပြီဆိုလို့ရှိရင်တော့ export ထုတ်လိုက်မယ်ပြီးလို့ရှိရင် dan ကိုနှိပ်မယ် dan ကိုနှိပ်ပြီးလို့ရှိရင် new project ကိုပြောင်းဝင်မယ်ပေါ့เนาะခုနက export ထုတ်ခဲ့တဲ့ video ကိုနှိပ်မယ် add ကိုနှိပ်မယ် ပြီးလို့ရှိရင်တော့နောက်ဆုံးက ending ကိုတစ်ခါတည်းဖြတ်လိုက်မယ်ပေါ့နော်မျိုးမျိုးရလာပြီဆိုလို့ရှိရင် overlay ကိုနှိပ်မယ် add overlay ကိုနှိပ်မယ်ပေါ့နော်ခုနကကိုပထမအောင်ဆုံးထားခဲ့တဲ့ခွက်ပုံစံမျိုးပြန်ရွေးပြီးတော့ add ကိုဝင်လိုက်မယ် okay ဒီမျိုးလေးရရပေါ့နော်ဒီနောက်ဆုံးနေရာမှာ split လေးလုပ်ပြီးတော့နောက်ဆုံးအဟာကိုဖြတ်လိုက်မယ်ပေါ့နော် okay ပြီးပြီဆိုလို့ရှိရင်တော့ဒီ video လေးကိုထောက်ပြီးတော့အောက်က video နဲ့ညီအောင်လို့ညှိလိုက်မယ်ညှိပြီးပြီဆိုလို့ရှိရင်တော့အနောက်က background ကိုဖြတ်ချင်တာဖြစ်တဲ့အတွက် remove bg ကိုနှိပ်ပြီးတော့ customer remover ကနေပြီးတော့ကိုကနည်းန နည်းလေးဖြည့်ရမယ်ပေါ့နော်ဟုတ်ပြီဒီမျိုးပုံစံလေးဖြတ်လို့ရပြီပေါ့နော်ကိုကလက်ရဲအဖန်ခွက်လေးရဲ့ကိုပဲဖြတ်ချင်တာဖြစ်တဲ့အတွက်လူလေးရပါပြီပြီးလို့ရှိရင်ဘေးနားက applying ကအမှန်လေးချစ်သွားပြီဆိုလို့ရှိရင်ရပြီပေါ့နော် โอเคဘေးနားမှာအမှန်လေးချစ်သွားပြီဖြစ်တဲ့အတွက်အမှန်ချစ်ကိုနှိပ်လိုက်မယ်နှိပ်ပြီဆိုလို့ရှိရင်တော့ဒီမှာဒီဖန်ကွက်လေးကအောက်ကစာရင်းကိုဖုံးနေရယ်เนาะအဲ့အာမျိုးဖြစ်တဲ့အတွက်ဒီဟာကိုခဏပြန်ထွက်လိုက်မယ်ထွက်ပြီဆိုလို့ရှိရင်ဘေးနားကိုဆွဲလိုက်မယ်ဆိုရင် mask ကိုနှိပ်မယ် mask ကိုနှိပ်ပြီးလို့ရှိရင်ဒီဟာ mirror ကိုနှိပ်မယ်ပေါ့เนาะ mirror ကနေပြီးတော့ဒီမျိုးလေး okay ဒီစာရင်းလေးပေါ်လာတဲ့အထိကို mirror ကိုအပေါ်အထိဆွဲထားလိုက်မယ်ပေါ့เนาะ โอเคဒါဆိုလို့ရှိရင်เนาะဒီလိုမျိုး coffee ခွက်ထဲကိုစာရင်းလေးကပြီးနေတဲ့ဗီဒီယိုလေးရပြီပေါ့เนาะဒါဆိုလို့ရှိရင် export ထုတ်ပြီးတော့ကြည့်လို့ရပါပြီ new project ကိုဝင်မယ်ဝင်ပြီဆိုလို့ရှိရင်တော့ဒီမှာ new paper တစ်ခုကိုကိုက down ထားဖို့လိုတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ ratio ကိုနှိမ့်မယ်9 ratio 16နဲ့ထားမယ်ပေါ့နော်ပြီးအမှန်ကိုချင်မယ်ထုံးစံတိုင်းမဲ့ ending ကိုလည်းဖြတ်ထားလိုက်မယ်ပြီးပြီဆိုလို့ရှိရင်တော့ကိုကအာဒီမှာ effect ထည့်ရမယ်ပေါ့နော် video effect ကိုနှိမ့်မယ်ဒီမှာ magnifying glass လေးကိုအာရိုက်ရှာလိုက်မယ်ပေါ့နော်အဲ့ဒီ effect လေးရိုက်ရှာလိုက်မယ်အပေါ်ဆုံးက effect ကိုပဲကိုကရွေးလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်အမှန်ကိုချစ်ပြီးပြန်ထွက်လိုက်မယ်ထွက်ပြီးဆိုလို့ရှိရင်တော့ moderation လေးကိုနည်းနည်းလေးချိန်ထားလိုက်မယ် ်ပြီးလို့ရှိရင်အဲ့ဒီ effect layer လေးကိုထောက်မယ်ထောက်ပြီးလို့ရှိရင် key frame ချမယ်ပေါ့နော် key frame ချပြီးဆိုလို့ရှိရင်တော့ဒီဘားလေးတွေကိုအပေါ်နဲ့ဆွဲလိုက်ရင်ဒီမှာ intensity ဆိုတဲ့ဟာလေးရှိရပေါ့နော်ဒါလေးက ကိုကစာရင်းလေးတွေကိုပေးချင်တာလားဒါမှမဟုတ်အကြီးမြင်ချင်တာလားဆိုတော့ကိုကရွေးလို့ရရပေါ့နော်ပြီးလို့ရှိရင်တော့ site ပါ site ကလိုမျိုးအဝိုင်းပုံစံလေးပေါ့နော်အဲ့ဟာကိုအကျယ်ကြီးလိုချင်တာလားဒါမှမဟုတ်လိုသေးသေးလေးလိုချင်တာလားဆိုတော့ကိုကကိုညှိလို့ရတယ်ဒီမှာဆိုလို့ရှိရင်တော့ညီမကဒီ33လောက်ပဲထားလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဒီ horizontal နဲ့ ဘေးလေးကိုရွှေ့လိုက်မယ်ရွှေ့ပြီဆိုရှင်1 second က 20f မှာနောက်ထပ် key frame တစ်ခုချပြီးတော့ horizontal ကနေပြီးတော့ပဲဘေးကိုထပ်ပြီးတော့ဆွဲလိုက်မယ်ပြီးလို့ရှင်နောက်ဆုံးနေရာကိုသွားပြီးတော့ key frame ထက်ချပြီးတော့ဒီအပေါ်က vertical ကနေပြီးတော့အောက်ကိုရွှေ့လိုက်မယ်ပေါ့နော်โอเคဒီမျိုးဆိုလို့ရှင်ပြန်ပြီးတော့ play လုပ်ကြည့်ရအောင် ဟုတ်ပြီဒရေးရပါတယ်ပြီးလို့ရှိရင်တော့ကိုကအမြန်လေးနဲ့ပြန်ထွက်လိုက်တယ်เนาะမြန်လေးနဲ့ပြန်ထွက်ပြီးလို့ရှိရင်စတေကာကိုနှိမ့်မယ်စတေကာမှာလည်းဒီမှာက magnify ကလေးလေးရွှေလို့ရရပေါ့เนาะစတေကာကမြွေးချင်မယ်ကိုက over lay ကနေပြီးတော့ထပ်ထည့်ချင်တယ်ဆိုလို့ရှိရင်လည်းကိုကကိုအပြင်ကနေပြီးတော့ magnify ကလေးလေး down ပြီးတော့ထည့်လို့ရရပေါ့เนาะဒီမှာဆိုလို့ရှိရင်တော့ဒီထက်စတေကာနဲ့ပဲထည့်ပြမယ် magnify ကလေးလို့ရှာလိုက်မယ်ပေါ့เนาะရှာပြီးဆိုလို့ရှိရင်ကိုလိုချင်တဲ့ okay ကလပ်လေးတစ်ခုကိုရွှေ့လိုက်မယ်ပြီးလို့ရှင်ဒါလေးကိုချဲ့လိုက်မယ်ချဲ့ပြီးပြီဆိုရှင်အမှန်ကိုချစ်မယ် ချစ်ပြီပြီဆိုလို့ရှိရင်တော့ကိုကကုနာက effect ထဲမှာက key frame ချခဲ့တဲ့နေရာလေးရှိရယ်နော်အဲ့ဒီ key frame နေရာကိုကြည့်မယ်ကြည့်ပြီပြီဆိုလို့ရှိရင် sticker ကိုသွားမယ် sticker ကိုသွားပြီးလို့ရှိရင် key frame ချမယ်ပေါ့နော်အဲ့ဒီကုနာကကိုချခဲ့တဲ့နေရာအတိုင်းပဲ mini fly လေးကိုလည်းနည်းနည်းလေးချဲ့တိုင်းမယ်ညှိလိုက်တာပေါ့နော်အောက်က အဖက်လေးရနဲ့အပေါ်ကစတေကာနဲ့ကိုညှိလိုက်တာပါပြီလို့ရှင်ပြန်ထွက်မယ်ထွက်ပြီဆိုလို့ရှင်အဖက်ကိုပြန်သွားမယ်အဖက်မှာကုနာက key frame ချခဲ့တဲ့နေရာကိုပဲပြန်သွားမယ်သွားပြီဆိုရှင်မြန်နဲ့ပြန်ထွက်လိုက်မယ်ထွက်ပြီးရင်စတေကာကိုနှိပ်မယ်အဲ့ဟာကိုပြန်ထောက်မယ်စတေကာလေးရကိုပြန်ထောက်မယ် key frame ကိုနှိပ်မယ်နှိပ်ပြီးတော့ကုနာကကိုကုနာကရွှေ့ခဲ့တဲ့နေရာလေးကိုပြန်ထားလိုက်မယ်ပေါ့နော်ပြီလို့ရှင်တော့အခုနအတိုင်းမဲ့စတေကာ sorry အဖက်နေရာကိုပြန်သွားမယ်နောက်ဆုံးမှာကို key frame ထားခဲ့တဲ့နေရာကို ။နေရာခဏထားထားမယ်ပြီးလို့ရှိရင် stake ကကိုပြန်သွားပြီးတော့ key frame ထည့်ချမယ်။ချပြီးလို့ရှိရင်ဒီ magnet flying glass လေးကိုအောက်ကိုရွှေ့လိုက်လို့ရှိရင်တော့တိတ်ပြီးတော့ညှိစရာမလိုဘဲနဲ့ကွက်တီလေးကြာသွားပြီပေါ့နော်။ Okay ဒီမျိုးလေးရပါပြီ။ဟုတ်ပါရှင်တော့ညီမအခုပြပြခဲ့တဲ့ tip လေးတွေကိုနားလည်လိမ့်မယ်ထင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေကိုထပ်ကြည့်လို့ရအောင် channel လေးကို subscribe လေးနဲ့ခဲ့ပြီးဖို့ပြောချင်ပါတယ်။